အားလုံးမင်္ဂလာပါ Crypto Make ရဲ့ Crypto Trading Free Course ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီ course မှာဆိုရင် Crypto နဲ့ပတ်သက်ပြီးတော့တကယ့်ကိုအခြေခံကြတဲ့အချက်လက်တွေကနေစပြီးတော့ကိုယ်ရိုင်း chart တွေ decision ချပြီးတော့ trade နိုင်တဲ့ trader တယောက်ဖြစ်တဲ့အထက်ကိုလိုအပ်တဲ့ knowledge တွေအကုန်လုံးကို sharing လုပ်ပေးတော့မှာဖြစ်ပါတယ်။ဆိုတော့ကိုက cryptocurrency ကိုစိတ်ဝင်စားပြီးတော့ဒီကနေပြီးတော့ income တခုရှာချင်နေတဲ့သူဆိုလို့ရှိရင်တော့ ဒီ cost တွေကတကယ်ကိုအကျိုးရှိမယ်လို့အားမခံပါတယ်။ဆိုတော့ဒီ cost ရဲ့ပထမဆုံးနေ့မှာဖာကို sharing လုပ်ပေးခြင်းလဲဆိုရင် cryptocurrency နဲ့ပတ်သက်ပြီးတော့တကယ်ကိုအခြေခံကြတဲ့ crypto ကိုလုံးမယ်ဆိုတဲ့သူတွေဒီကိုတည်ထားတဲ့အချက်လက်တွေကို sharing လုပ်ပေးတော့မှာဖြစ်ပါတယ်။ဆိုတော့အစံသစ်ဖြစ်တယ်ဆိုလို့ရှိရင် cost တွေကိုစားလိုက်တာပေါ့။ပထမဆုံးအနေနဲ့တော့ cryptocurrency ရဲ့အထိပ်ပဲကိုရှင်းပြချင်ပါတယ်။ cryptocurrency မှာ currency ရဲ့အဓိပ္ပာယ်ပေါ်တော့အလုံးဒီမှာပါဒါကငွေကြေးကိုပြောတာဖြစ်ပါတယ်ဆိုတော့ crypto ဆိုတာကရော crypto ဆိုတာက cryptography ဆိုတဲ့စကားလုံးကနေစဉ်းစားလာတာဖြစ်ပါတယ်ဒါကိုနားလည်လို့အောင်ရှင်းပြရရင် cryptography ဆိုတာကအကြောင်းအရာတစ်ခုကိုတူပါလို့မရအောင်ပွားယူလို့မရအောင် complex ဖြစ်တဲ့ code တွေနဲ့ကာဝေးထားရဲဆိုရယ် အထိပ္ပယ်ပေါ့နော်စကားဝတ်ဒီနဲ့ကားဝဲထားရင်ဆိုရဲအထိပ္ပယ်ဖြစ်ပါတယ်ဆိုတော့ cryptocurrency ဆိုရဲအထိပ္ပယ်ကိုပေါင်းပြီးတော့ဘာသာပြန်ရရင်တူပါလို့မရတော့မွေချေးဆိုရဲအထိပ္ပယ်ရပါတယ်ဆိုတော့ cryptocurrency ဆိုရဲအထိပ္ပယ်ကိုရှင်းသားလိုက်မလို့မျှော်နေပါတယ်အဲဒီတော့ not a concept တစ်ခုအနေနဲ့ဒီ cryptocurrency တွေကိုဘာကြောင့် train ပြီးတော့သုံးခဲ့တာလဲဆိုရဲ half တို့ရပါတော့ဒီဟာရဲ့အစကတော့2008ခုနှစ်ကစားရပါ အထောက်ရှိကနေတော့အမေရိကန်နိုင်ငံမှာရှိတဲ့ဘဏ်တွေကသူတွေကိုပတ်စံအနှံ့အကျွန်းထုတ်ချခဲ့ပါတယ်အလိုပါနေပြီးတော့သူတွေကပတ်စံပြန်မဆက်တော့တဲ့အခါမှာဘန်နေထဲမှာပတ်စံမရှိတော့ဘူးအဲ့တည်းကြောင့်မလို့ဘန်နေအားလုံးကဒေဝလီခံသွားရတယ်ပေါ့နော်ဆိုတော့ဒီဘန်နေထဲမှာပတ်စံထည့်ထားရတဲ့သူတွေကပတ်စံတွေပြန်ထုတ်လို့မရတော့ဘဲနဲ့သူတို့ရဲ့ပတ်စံတွေကိုဆောင်ရှင်သွားရတယ်အဲ့လိုနဲ့သူတို့အိုဝါတောင်းနေနေဖြစ်တယ်ပေါ့အဲ့လိုမျိုးတစားနဲ့တစားပြဿနာကြီးလာတဲ့အခါမှာ အစိုးရကလည်းပြောဝင်ပြီးတော့ဒီပြဿနာကိုဖြေရှင်းပေးတယ်။သူပြဿနာဖြေရှင်းပေးရဲ့နီးလန်းကတိုင်ရရဲ့သုံးနေရဲ့ငွေချေကိုအစ်စ်ရိုက်ထုတ်ပြီးတော့သူကဆိုင်ရောပေးလိုက်တဲ့ပုံစံမျိုးနဲ့ရှင်းပေးထားတာဖြစ်တယ်။အဲ့ထက်ကြောင့်မလို့လူရင်းစီကိုပတ်စံပြန်ရှားတာတော့ဟုတ်တယ်။ဒါပေမဲ့တစ်ဖက်မှာလည်း inflation ငွေချေပေါင်ပေါင်မှုရင်းဖြစ်လာပြီးတော့ဒီကုန်စည်နှုန်းတွေကရုတ်တရက်ထိုးတက်သွားတယ်။ သူတွေကဒုက္ခရောက်တာကတုံရင်ကတောင်းရင်ပဲအဲ့တော့ကြောင့်မလို့လူတွေကစဉ်းစားလာပြီငါတို့ဒီပုံစံအတိုင်းသာဆက်သွားမယ်ဆိုလို့ရှိရင်ဒီဘန်နေနဲ့ဒီအစိုးရရဲ့ကုန်ရှင်ချရပါမလားဆိုရဲသူရဲ့စိတ်ထဲမှာ concern လေးဖြစ်လာပြီအဲ့လိုနဲ့နောက်ထပ်ခုနှစ်ကိုလည်းရောက်လာရောဘယ်အစိုးရဘယ်အဖွဲ့အစည်းဘယ်သူပုဂ္ဂိုလ်တဦးတယောက်မှထိဆုပ်လို့မရတဲ့အခင်ငွေလွှဲငွေတွင်းငွေထုတ်စော်တာတွေကိုဂျားခန့်ပန့်နေမလို့ပဲနဲ့လုံနိုင်တဲ့ငွေကြေးစနစ်အတိတ်တခုထွက်လာပါတော့တယ်အဲ့ဒါကတော့ ခရစ်ပတိုကရန်စီရဲ့မှာပထမဦးဆုံးဖြစ်တဲ့ Bitcoin ပါပဲဒီလိုမျိုးဘသူကမှဗဟုချုပ်ခံမှုတိုးလို့မရပဲနဲ့ transition ရဲ့အတွက်ကို middleman မလို့ဘူးဆိုရဟာကိုဗဟုချုပ်ခံမှုကင်းတဲ့ decentralization ဆိုပြီးတော့ခေါ်ပါတယ်ဒီစကလုံးက crypto လောကရဲ့ကိုစပြီးတော့ဖွင့်လာပြီးဆိုတော့ ਨੇ ကိုခဏခဏကြားနေရမယ်စကလုံးဖြစ်တယ်ဆိုတော့ဒါကတော့ decentralized ဖြစ်တယ် decentralization ဆိုရင်အတိပ္ပဖြစ်ပါတယ်ပေါ့နော်ဆိုတော့ ါကဘာကြောင့်ဖြစ်တာလဲပေါ့နော်ဒါကဖြစ်ရတဲ့အကြောင်းရင်းက cryptocurrency မှာသုံးထားတဲ့ blockchain ဆိုတဲ့နေပြည်တော်မှာ blockchain နေပြည်တော်အကြောင်းကိုမပြောခင်မှာပုံမှန်ဘဏ်တွေမှာ transaction နဲ့ငွေလွှဲငွေသွင်းတွေဘယ်လိုမျိုးလုပ်တယ်ဆိုတာကိုအရင်ဆုံးသားလေးထားဖို့လိုပါတယ်ပထမဆုံးအနေနဲ့ A ကနေပြီးတော့ B ကိုပတ်စံသွင်းမယ်ပေါ့ဒါဆိုလို့ရှိရင်ပတ်စံသွင်းမယ်ဆိုတဲ့ information ကဘဏ်ကိုအရင်ရောက်သွားတယ် ။ပန်ကနေတဲ့စင်ဒီအိမ်မှာပစံဖလောက်ရှိလဲသူအခုလွှဲမယ်ဆိုရင်အမောင်ကသူတကယ်လွှဲလို့ရလားဆိုရင်အချက်အလက်တွေကိုသူ့စီမှာရှိတဲ့ data တွေနဲ့တိုက်စစ်ပါတယ်။အဲ့လိုမျိုးဒေတာအချက်လက်တွေကိုတင်ထားတဲ့နေရာဖို့ကြတော့ ledger စီရင်စာအုပ်ဆိုပြီးတော့ခေါ်လို့ရရပေါ့နော်အဲ့ခါနေမှာတစ်စင်ဒီ information တွေကမှန်မှန်မှန် check လုပ်ပြီးတော့ confirm ပြလိုက်ပြီးဆိုတော့မှမှန်နေဆိုရင် PC ကိုပတ်ဆိုင်ရောက်တော့မှဖြစ်ပါတယ် ဒါကတော့တာမန်ပန်တွေမှာ transition လုပ်တယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးဖြစ်လဲဆိုတာကိုအချက်ဖြန့်ရှင်းပြခဲ့တာဖြစ်ပါတယ်ဆိုတော့ cryptocurrency ဘက်ကိုပြန်သွားရအောင် cryptocurrency မှာကကြတော့ A ကနေ B ကိုပတ်စံတွဲမယ်ဆိုလို့ရှိရင်ဂျားရဲက middleman ဖြစ်တဲ့ဘဏ်တွေမရှိတော့ဘူးလို့ပြောခဲ့ရပေါ့နော်ဆိုတော့ A မှာပတ်စံတကယ်ရှိမရှိ A ကနေပြီးတော့ B ကိုလွှဲမယ် amount ကတကယ်တွဲလို့ရမရဆိုတာကိုဘယ်လိုမျိုးစစ်ပေးမှာလဲ ဆိုတော့ဘန်ဒီမာလိုမျိုးပဲ cryptocurrency မှာလည်း data တွေသိမ်းမိထားတဲ့ ledger ရှိပါတယ်။အဲ့ဒါကတော့ blockchain ပါ။ blockchain ဆိုတာကတကယ်ကို cryptocurrency နဲ့ပတ်သက်တဲ့များအချက်အလက်တွေကိုသိမ်းပေးထားတဲ့ digital စာအုပ် ledger အကြီးစားကြီးဖြစ်ပါတယ်။ဥပမာပေါ့ A မှာ crypto တလောက်ရှိတယ် B မှာ crypto တလောက်ရှိတယ် C မှာ crypto တလောက်ရှိတယ် A ကနေ B ကိုဘယ်လောက်တွဲဖို့ရယ် B ကနေ A ကိုဘယ်လောက်တွဲဖို့ရယ် A ကနေ C ကိုဘယ်လောက်တွဲဖို့ရယ်စသဖြင့်အချက်အလက်တွေအားလုံးကို ဒီ blockchain ပေါ်မှာရှိတဲ့ block အတုံးသေးတွေထဲမှာထည့်ပြီးတော့သိမ်းထားပါတယ်။ဘန်နီမှာဆိုလို့ရှိရင်သူ့ရဲ့ data တွေသိမ်းထားတဲ့ဒီအချက်အလက်တွေကိုအဲ့ဒီဘန်ရဲ့ပြီးတော့အာဏာပိုင်အဖွဲ့အစည်းတွေကလွှဲပြီးတော့ကျန်တဲ့သူတွေက ကြီးပိုင်ခွင့်တော့မရှိဘူး၊ပြင်ပိုင်ခွင့်ဆိုတော့ဝေးရောဒါပေမဲ့သူ့ကိုယ်ရင်ကကြီးပိုင်ခွင့်ရှိရဲ့စက်ပိုင်ခွင့်ရှိရဲ့ပြင်ချင်းရဲ့ပြင်သူတွေရှာနေတယ်။ဒါပေမဲ့ဒီ cryptocurrency မှာသုံးတဲ့ blockchain မှာကတော့ ပြင်လို့မရဘူး။ဒါဆိုဘာဖြစ်လို့ပြင်လို့မရလဲပေါ့နော်။ခုနကပြောခဲ့တဲ့ဒီ block တစ်ခုချင်းစီမှာ data လေးတွေကိုထည့်ပြီးတော့တင်ထားလို့ပြောခဲ့တယ်။အဲ့ block ထဲမှာ data တွေအပြင် block နံပါတ်တွေလည်းပါတယ်။အဲ့ block လေးကအရှိန်တော့တန်းစီနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ block တစ်ခုစီမှာသူ့ရဲ့ကိုပိုင်နံပါတ်ဒါကို hash လို့ခေါ်ရပေါ့နော်အဲ့ hash အပြင်သူ့အရှိကဒီ block ရဲ့နံပါတ်ကိုလည်းသူကသိမ်းထားရတယ် ဲ့အတွက်ကြောင့်ပေါ့လို့သူကဘယ် block ကိုဆက်ထားရဲဆိုတာကိုသူကမှတ်မိနေရပေါ့နော်အဲ့တော့ထားပါတော့အရှိမရှိရဲ့ block ရဲ့နံပါတ်က1 2 3အနောက်မှာရှိရဲ့ block ရဲ့နံပါတ်က4 5 6အဲ့နောက်မှာနောက်ထပ် block တွေ block တွေနံပါတ်တွေကိုစီနဲ့ရှိကြရဲပေါ့နော်တကယ်၍တယောက်ယောက်က block 1 2 3တဲ့ကအကြောင်းအရာအချက်အလက်တစ်ခုခုကိုပြန်လိုက်တယ်ဆိုလို့ရှိရင်အဲ့ block ရဲ့နံပါတ် hash နံပါတ်ကလုံးဝ totally change ပါတယ် ထားပါတော့123ကနေ113ဖြစ်သွားရင် အနောက်က block team မှာမှတ်ထားတဲ့ तू က123ကိုချိန်ထားပါတယ်ဆိုရဟာနဲ့မကြိုက်တော့မကြိုက်တော့ရဲ့အကြောင်မလို့ ဒီဟာက block တစ်ခုကိုပြင်လိုက်မယ်ဆိုလို့ရှိရင်အနောက်က block ထဲမှာပါရှိတဲ့ chain number တွေကိုမလိုက်ပြရမယ်အဲဒါ chain number ကိုပြင်လိုက်ပြီးဆိုတော့နောက်ကရှိတဲ့ဒီ block ရဲ့ hash number ကလည်းထပ်ပြောင်းသွားမှာအဲ့တော့အဲ့နောက်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 ကိုအကုန်လုံးလိုက်ပြီးတော့နောက်ဆုံး block တွေကို byte ပြင်နိုင်မှာပဲဒီ block shape တစ်ခုလုံးက data တွေကို chain လို့ရမှာပေါ့နော်ဆိုတော့ဒါပေမဲ့ဒီ blockchain ထဲမှာက data တွေက second နဲ့အမြောက် အများကြီးထောင်တန်းသိဘဝခြေလို့မရတဲ့အချိန်ကိုရှိနေရ။အဲ့အတွက်ကြောင့်မလို့ကိုကဒီ blog တစ်ခုကိုပြင်နေပဲထောင်။ဒါပေမဲ့ကိုနောက်မှထပ်ပြီးပြင်ရမယ် blog တွေကဘဝအများကြီးဖြစ်နေမှာ။ဆိုတော့ရရကအခုကကွန်ပျူတာခေပတလကားလို့ဆိုပေးမယ်။အဲ့ blog တစ်ခုနဲ့တစ်ခု data ကိုပြောင်းမိတော့ရင်နောက်ထပ်တစ်ခုကိုထပ်ပြီးရ change ဖို့အတွက် cool down ဆိုပြီးရ ဆောင်ရတဲ့အချိန်ရှိပါတယ် blockchain တွေမှာက bitcoin blockchain ethereum blockchain solana blockchain ဆိုပြီးတော့စသဖြင့်အမျိုးအစားပေါ်လိုက်ပြီးတော့ဒီဆောင်ရတဲ့ cool down က quad တဲ့ပုံတော့ bitcoin မှာဆိုလို့ရှိရင်တော့10 minute ကြားရင်းမှာခံထားပါတယ်ဒါကတော့သူရဲ့ security တော့တဲ့နိဒန်တစ်ခုပေါ့နော်ဆိုတော့ခုက block တစ်ခုခဲ data ကိုပြောင်းမိသွားရင်နောက်ထပ် block ကိုပြောင်းဖို့အတွက်ရှောင်း အလင်းမှာ10မိနစ်ထပ်ဆောင်ရတယ်။အဲ့အတွက်ကြောင့်မို့10မိနစ်လက်ဆောင်အောင်ပဲဘလော့ပေါင်းများစွာတဲ့ပြင်အောင်မယ်ဆိုလို့ရှိရင်တော့ဒါကြီးကလုံးဝ nearly impossible ဖြစ်သွားပြီပေါ့နော်။ဆိုတော့ဒီလိုနည်းနဲ့ workshop တွေက data တွေကိုပြင်လို့မရအောင်ကာဖွဲပေးထားပါတယ်။ဆိုတော့ဟုတ်ပြီဒါက blockchain အကြောင်းနဲ့သူရဲ့ security ဘိုင်းကိုနားလည်အောင်ရှင်းပြခဲ့ရပါတော့။ဆိုတော့ crypto တွေ transition လုပ်တဲ့နေရာကိုပြန်သွားရအောင်။ ုံမှန်ပန်းတွေမှလို့မျိုး cryptocurrency မှာလည်း data တွေကိုသိမ်းပေးထားတဲ့ ledger blockchain ဆိုတာရှိရဆိုလို့ရှိရင်အဲ့ဒီ data တွေကိုစစ်ပေးတာရခါရောဘသူကလုတ်ပေးมาလဲပေါ့နော် data တွေကိုစစ်ပေးဖို့ address solution ရင် data ရှိရတဲ့ကစစ်ပေးမှာပေါ့ဆိုတော့ blockchain ကဘယ်နေရာမှာရှိရလဲဆိုရင်မိကုန်းကဒီနေရာမှာရောက်လာပြီ blockchain ကကမ္ဘာပေါ်မှာရှိတဲ့ computer ဘောင်းများစွာရဲမှာရှိပါတယ် ဆိုတော့ transaction တစ်ခုအတွက် information တစ်ခုရောက်လာပြီဆိုလို့ရှိရင်ဒီ blockchain နဲ့မှာရှိပြီးသား data တွေနဲ့တိုက်စစ်ဖို့အတွက်ဒီ computer သုံးတဲ့သူတွေကစစ်ပေးလို့ရပါတယ်။အဲ့ဒီအတွက်ကြောင့်ဘို technically အရာကိုစီမှာ computer ရှိရဆိုလို့ရှိရင်ဒီ transaction တစ်ခုကအချက်လက်မှန်မှန်ကိုစစ်ပေးလို့ရပါတယ်။ အဲ့ဒီလိုမျိုးစစ်ဖေးရဲ့အခါမှာကွန်ပျူတာရီအားလုံးကပြိုင်ပြီးတော့ဆက်လို့ရတယ်။အဲ့ဒီတဲကမှကိုဗတ်အမြန်ဆုံးစစ်ပေးနိုင်တယ်ဆိုလို့ရှိရင်တက်ဆိုင်ရာ quality ကို reward အနေနဲ့ပြန်ရရပေါ့နော်။ဒီလိုမျိုးစစ်တဲ့နေရာမှာ နီလန်းနဲ့အများကြီးရှိရပေါ့နော်။အဲ့ဒီတဲကမှ proof of work ဆိုရင်နီလန်းကကြတော့ block တုံးတစ်ခုပေါ့နော် data တစ်ခုက blockchain မှာကိုရောက်လာပြီဆိုလို့ရှိရင်အဲ့ဒီ block ရဲ့ hash ကိုအရင်က complex ဖြစ်တဲ့ data ပုံစံတွေတွက်ပြီးတော့ဖြည့်ရှင်းပေးရတယ်။အဲ့လိုဖြည့်ရှင်းပေးပြီးတော့မှပဲ confirm လုပ်လို့ရရပေါ့နော်။အဲ့လိုဖြည့်ရှင်းမှုအတွက်ကိုဒီ computer ရဲ့ GPU R အများကြီးလိုသလို electricity လျက်စွမ်းအားတွေလည်းအများကြီးလိုအပ်တယ်။အဲ့တော့ကြောင့်မလို့ကိုကတာမန်ယုံတုံးကြောင့်တော့ ကွန်ပျူတာလေးနဲ့သွားလုပ်မယ်ဆိုလို့ရှိရင်ဘလို့မှအဆင်မပြေဘူးဆိုတော့ဒီ GPU အားတွေအများကြီးထုတ်ပေးနိုင်ပြီးတော့ဒီ electricity တွေအများကြီးသုံးတယ် fan တွေပေါ်လာတယ်ဒါကအလေမှတ်ထားရလို့ရှိရင်ကွန်ပျူတာအကြီးကြီးတွေသဘောမျိုးပဲပေါ့နော် GPU တွေအများကြီးသုံးပြီး RAM နဲ့ fan ကြီးတွေအဲ့လိုလုံးမှာပဲဒီတစ်ကမ္ဘာလုံးမှာရှိတဲ့ကွန်ပျူတာတွေကဝိုင်းပြီးတော့ confine ပြည့်ရနေရမှာကိုကအမြန်ဆုံးပြီးနိုင်နေပေါ့နော် ဘစ်ကွင်မှာဆိုလို့ရှိရင်ဒီလိုမျိုးစစ်ပေးရကို mining လုပ်တဲ့လူခေါ်ရပေါ့နော်စစ်ပေးရဲ့သူတွေကိုတော့ miner လို့ခေါ်ရအဲ့တော့ miner တွေကအမြန်ဆုံးစစ်ပေးနိုင်ရင်သူ့ဘို bitcoin တွေပေးပါတယ်အဲ့လိုနေနဲ့စစ်ပေးရဲ့သူတွေ miner တွေကပတ်စံနေရကြပါတယ်ဆိုတော့ okay သူတို့စစ်ပေးတော့ပြီအချက်လက်ကမှန်ကန်တယ်ဆိုလို့ရှိရင် ခုနက banking မှာ transition လုပ်တလို့မျိုးပဲ A ကနေသွဲလိုက်တဲ့ပတ်ဆိုင်က PC ကိုတိုင်ရောက်သွားပါပြီဆိုတော့ Jaren မှာလူတဦးတယောက်ထဲကနေပြီးပေါ့ချုပ်ကင်ထားတဲ့ centralized system မရှိနေတော့ဘူးအားလုံးကဒီ blockchain ကိုမှသွားတယ်ပင်ကွန်ပျူတာရီအားလုံးကနေပြီးတော့လူတိုင်း transparency ရှိရှိပွင့်လင်းမြင်သာမှုရှိရှိစစ်ပေးနိုင်တယ်။အဲ့စစ်ပေးရတဲ့အတွက်ကြောင့်မို့လို့စစ်ပေးရသူကလည်းပတ်ဆိုင်ရရယ်။ပြီးရင်ဒီ A ကနေ B ကိုပတ်ဆက်တွဲအခါမှာလည်း ဘန်ကင်းနေထပ်ဖို့ပို့ပြီးတော့မြန်တယ်ပို့ပြီးတော့ပို့ပြီးတော့ဈေးသက်သာတယ်ပေါ့နော် Okay, the last solution of cryptocurrency ကပါလေပြီးတော့ cryptocurrency ကဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတာကိုနားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဆိုတော့ crypto အကြောင်းကိုသိသားပြီဆိုတော့ crypto နဲ့ပတ်သက်ပြီးတော့တခြားမေးစရာမေးခွန်းတွေရှိပါသေးတယ်။အဲ့ဒါကတော့ crypto ကဘာကြောင့်တန်ဖိုးရှိရလဲ။ဟုတ်တယ်လေဒီမေးခွန်းကမေးခွန်းမေးရတော့မယ်။ crypto နဲ့ပတ်သက်ပြီးတော့ invest လုပ်တော့မယ် trade လုပ်တော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ပတ်စံကိုရှင်းပြီးတော့လုပ်ရရမယ့်အရာတစ်ခုပါဘာကြောင့်တန်ဖိုးရှိနေရလဲဆိုရယ် question ကိုမေးကိုမေးတင်နေပေါ့နော်ဆိုရယ်အဲ့ question ရဲ့အဖြေကိုအခုကြောပါရမယ်ဒီဟာကိုအဖြေတမ်းမပေးသေးခင်မှာမေးခွန်းတစ်ခုပြန်ပြီးတော့စဉ်းစားဖို့ပြီးရှင်ပါတယ်အဲ့ဒါကတော့အခုလူတွေကတန်ဖိုးရှိပါရင်ဆိုပြီးတော့တန်ဖိုးထားပြီးတော့သုံးနေကြတဲ့ရွှေကရောဘာဖြစ်လို့တန်ဖိုးရှိရလဲ တကယ်စမ်းသပ်ကြည့်မယ်ဆိုလို့ရှိရင်ဒါဟာညီချင်းရမရှိနေတဲ့အယောင်ရှိရဲ့အဆိုင်ခဲကြီးတက်တက်ပဲကွာဒါပေမဲ့ရှေးရှေးတုန်းကလူတွေကဒါဟုတ်တန်ဖို့ရှိပါရဲ့ဆိုပြီးတော့သတ်မှတ်ထားတဲ့ကြောင်ပေါ်လို့နောက်ထက်နောက်ထက်လူတွေကလည်းဒါဟုတ်တန်ဖို့ရှိရဲ့လို့ရှုံတဲ့အတွက်ကြောင့်ပေါ်လို့တန်ဖို့ရှိနေတာဖြစ်ပါတယ်ဆိုတော့အခုလက်ရှိလူတွေသုံးနေရဲ့ fear of currency ယူရိုတို့ဒေါ်လာတို့မြန်မာငွေတို့ကရောဘာဖြစ်လို့တန်ဖို့ရှိရလဲသူတို့ကလည်း တခြားစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဒါဈေးရထားတဲ့စက်ကူတွေပဲပေါ့ဒါပြင်ဘာလို့တန်ဖိုးရှိနေရလဲဘာဖြစ်လို့တန်ဖိုးရှိရလဲဆိုလို့ရှိရင်အစိုးရကနေပြီးတော့ဒီဟာကတလောက်တန်တယ်လို့သတ်မှတ်ပေးလိုက်တယ်လူတွေကလည်းဒီဟာကတလောက်တန်တယ်ဆိုပြီးရုံချီရဲ့အတွက်ကြောင့်မလို့တန်ဖိုးရှိနေတာထားပါတော့ဥမာတစ်ထောင်နဲ့ဒီဟာကတထောင်လို့စည်ရိုက်ထားတဲ့ဇာရွက်ကတထောင်တန်းတယ်နော်ဆိုပြီးတော့အစိုးရကပြောလိုက်တယ်ဒါကိုပြည်သူတွေကလည်းလက်ခံတဲ့အတွက်ကြောင့်မလို့ဒါကတထောင်တန်းနေရ ဆိုတော့ basically အရာအရာတခုပါတန်ဖိုးရှိမရှိဆိုတာကလူတွေသူ့ပုံမှာထားတဲ့ယုံကြည်မှုပုံမှာမူတည်ရဲ့နောက်ထပ်ကြတော့ရှားပါမှုရှားပါမှုဆိုတာကဇာတော့ရွှေတွေရွှေတွေနဲ့လမ်းမေးမှာကြုံရင်ကြုံလို့တွေ့နေရတယ်ပေါ်ပေါ်တင်းမြတ်တွေ့နေရတယ်ကြောက်စရိခိန်နေဆိုတော့ရှင်တမှုမတူဘူးဘာလို့လဲဆိုတော့ရွှေဆိုတာကခက်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 တူးယူရရပြီးတော့ရှားပါတယ်အဲ့တွက်ကြောင့်မလို့တမှုရှိနေတာပတ်စံနေဆိုလို့ရှိရင်လေဒူလိုက်ထုတ်ပိုင်ဝဲမရှိဘူးပတ်စံက အစိုးရရဲ့ကနေပဲဒီဟာတွေကိုဘလောက်ပဲစီးရိုက်ထားပါရဲ့ပဲပြောပြောသူရဲ့ဒီနှိပညာတွေအတူစစ်ခွဲလို့ရတဲ့ဟာတွေအဲ့ဒီဘောင်းလုံးကိုခက်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 လှုပ်ပြီးတော့မှပဲထုတ်ထားရတာဖြစ်တယ်။အဲ့တွက်ကြောင့်မို့လို့ရှားပါတယ်ခက်ခဲတယ်ဆိုရယ်ကောင်တတိရှိနေတယ်။ Bitcoin လိုမျိုး cryptocurrency တွေဆိုလို့ရှိရင်လည်း ခုနကပြောခဲ့တဲ့အချက်လက်တွေနဲ့ကိုင်းနေတယ်ပစ်ကွန်ဆိုလို့ရှိရင်အများဆုံး꽌မောင်း၂၀တန်းပဲထုတ်လို့ရတယ်ပြီးတော့ပစ်ကွန်တစ်ပွင့်တစ်ပွင့်ရှားဖို့အတွက်ကို mining လုပ်ရတာပါလေအရှမ်းကိုခတ်တယ်ပြော်ပိကွန်ကသူဆဆပေါ်လာတဲ့အချိန်မှာလူရဲ့ယုံကြည်မှုကိုမရသေးခင်မော်နော် နှစ်ပြားတော့မတန်ဘူးဒါပေမဲ့အခုအချိန်မှာဆိုလို့ရှိရင်ဒေါ်လာသိန်းနဲ့ချီပြီးတော့တန်နေပြီဒါကဘာလို့ပြောစင်တာလဲဆိုလို့ရှိရင်ပြည်ကွန်အပေါ်မှာသူတွေရဲ့ trust သူတွေရဲ့ယုံကြည်မှုပေါ့တနည်းတခြားပို့ပို့ပြီးတော့များလာတယ်ဆိုရင်အတိတ်ပဲပဲဖြစ်ပါတယ်ဆိုတော့ Bitcoin နဲ့လိုမျိုး cryptocurrency တွေကဘာကြောင့်တန်မိုးရှိတာလဲလို့မေးလာလို့ရှိရင်အဖြေကတော့ဒါပါပဲ။ Okay, the law solution of crypto နဲ့ပတ်သက်တဲ့လုံးဝအခြေခံကြားရအချက်တွေကိုနားလည်တော်လိမ့်မယ်လို့ညွှန်နေပါတယ်။နောက်တင်မယ့် video မှာကတော့ crypto ကိုစလုပ်တော်မယ်ဆိုလို့ရှိရင်ဘာတွေပြင်ဆင်ထားရမလဲဆိုတာနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကို sharing လုပ်ပေးတော်မှာဖြစ်ပါတယ်။ပြီးတော့ဒီ video မှာရှင်းပြခဲ့တဲ့အကြောင်းအရာတွေကဖုတ်တွက်တခဲအကျိုးရှိလားမရှိဘူးလားဆိုတာကိုလည်း comment မှာရေးခဲ့ပေးလို့ရပါတယ်။ အကယ်၍များဒီဗီဒီယိုဝက်ကုတ်တွေတကယ်ကိုအကျိုးရှိရဆိုလို့ရှိရင်ကိုလိုမျိုးပဲ crypto ချောင်းကိုလေးလာနေတဲ့သူတွေကိုအခုလိုမျိုး free cost day share ပေးရင်မကောင်းလားပေါ့နော်ဆိုတော့ပညာဌာနအနေနဲ့ဒီဗီဒီယိုလေးကိုတို့စီကိုလည်း share ပေးလို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကတော့တော်တော်ပါပဲ crypto မိတ်ပါနောက် video မှာ gantry ရပါ